Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်မြင်စီစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာထုံးစံတိုင်းပေါ့နော်လူမှုကွန်ရက်ပေါ်ကထူးခြားတဲ့သတင်းတွေကိုကျွန်တော်ရဲ့အတွေ့အမြင်နဲ့ကျွန်တော်တင်ပြဖို့ပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာကဲစမယ် Okay အဲ့တော့မစခင်ဘာပြောချင်လဲဆိုတော့ကျွန်တော်တို့အာရှတိုက်မှာတော့အာဒီ အာတော်တော်လေးကိုပေါ့နော်ဟိုစိတ်ဝင်စားကြတယ်အဲ့ဒါဘာလဲဆိုတော့မင်းညကကန်သွားတယ်ကျွန်တော်တို့ဥရောပမှာကန်တဲ့ယူရိုပါလိပေါ့နော်ယူရိုပါလိဆိုတာကျွန်တော်တို့ချန်ပီယံလိပြီးရင်ဒုတိယမြောက်အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်ပါတယ်ဒီပြိုင်ပွဲမှာကျွန်တော်တို့ကန်တဲ့နှစ်သင်းကိုချန်ပီယံလိထက်တောင်ပို့ပြီးတော့စိတ်ဝင်စားကြတယ်အာဘာလို့လဲဆိုတော့ဒါအာရှသားတော်တော်များများကတော့စိတ်ဝင်စားကြဘာလို့လဲဆိုတော့အာရှသားတော်တော်များများကြိုက်တဲ့ Manchester United ပါတယ်။အာနောက်ပြီးတော့အာအာရှသားတော်တော်များများ ချစ်မြတ်နိုးပြီးတော့ကြိုက်နှစ်သက်ကြတဲ့ကစားသမားဖြစ်တဲ့ဆွန်ဟောင်းမင်ပါတဲ့တိုတင်ဟန်ဟော့စပတ်အသင်းပါတယ်ကျွန်တော်တို့ကျွန်တော်အိမ်သားပါဆိုရင်မင်းညာတညာလုံးစူညံနေရပဲပေါ့နော်စပါကိုအားပေးကြတာပေါ့နော်တောင်ကိုရီးယားပြည်သက်တွေကစပါအသင်းကိုအားပေးကြတယ်စပါလည်းဒီသူတို့ရဲ့ဈေးကွက်တစ်ခုဖြစ်တောင်ကိုရီးယားကိုဟာရှုမြင်ထားတယ်ဒါကြောင့်မလို့ အာစပါတင်ဖန်အာစပါတင်ဖန်နေဆိုရင်ဒီတောင်ကိုရီးယားမှာတော်တော်များမနှစ်ကတော့မှစပါတင်ကဒီမှာလာကန်သွားတာရှိရပါတော့ဗိုင်ယန်မြူးနစ်နဲ့ဒီတောင်ကိုရီးယားမှာလာကန်သွားတာရှိတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့မနှစ်ညအပေါ်တော်တော်လေးစိတ်ဝင်စားကြတယ်အမှကျွန်တော်ကအာဆင်နယ်ဖန်ပါအာကျွန်တော်ကအာဆင်နယ်ဟိုးငယ်လေးကြီးအားပေးခဲ့တာဘလားလက်မဲ့ရာသီကျွန်တော်တို့ကအများကြီးကြော်ဖြတ်ပြီးသွားပြီပေါ့နော်ဒူထုနေပြီးပြောပါပါပေါ့နော်အဲ့ပြောစပါးဆိုတာအာဆင်နယ်ရဲ့မျိုးကံပြိုင်ပွဲဖြစ်တယ်အာ ်အင်္ဂလန်မှာဆိုရင်တော့ပါသင်းနဲ့အာဆင်နယ်ဖန်တွေကရှယ်ဖြုတ်ကြတာပေါ့နော်တသိန်းနဲ့တသိန်းလုံးဝကိုကြိမြတဲ့အထိကိုရိုက်ကြနှက်ကြအဲ့လောက်ကြီးကိုတုတ်ကြတာပေါ့နော်ပြောရမယ်ဆိုပါသင်းကိုအာဆင်နယ်ဖန်တွေကမကြိုက်ကြပါဘူးမြို့ကန်ပြိုင်ပွဲတသိန်းဖြစ်တယ်အဲ့တော့အာအခုစပါးကတော့ရသွားတော့အာဆင်နယ်ဖန်တယောက်အနေနဲ့တော့ဒါပေါ့နော်ပြောရမယ်ဆိုရင်ဟိုစပါးသင်းမကြိုက်တဲ့အတွက်ဒါကဘာမှမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကစပါးသင်းမှာပါတယ်ဆွန်ဟောင်းမင်းကိုအရန်ကြိုက်ပါတယ်ကျွန်တော်ကြိုက်တဲ့ကစားသမားတွေရှိရကျွန်တော်ကကျွန်တော်ကြိုက်တဲ့ပုံစံနည်းနည်းလေးထူကြမယ်လို့ထင်တယ် အာအာဆင်နယ်ဖန်တယောက်ဆိုရင်သူကမက်ဆီကိုကြိုက်တယ်ဘောနော်မက်ဆီကိုကြိုက်တယ် ။အဲနောက်ပြီးတော့သူကပြိုင်ပဲအသင်းကကစားသမားရေဆိုကြိုက်လေကြိုက်တာမရှိဘူး။အဲကျွန်တော်ကတော့အာဆင်နယ်ဖန်တယောက်ဖြစ်ပေမဲ့ကျွန်တော်ကဆွန်ဟောင်းမင်းကိုကြိုက်တယ်။နောက်ပြီးတော့ခရစ်စတီယာနိုရော်နာဒိုကိုကြိုက်တယ်။ဟောနော်။အဲဘာလို့ကြိုက်လဲဆိုရင်တော့ရော်နာဒိုကအိုင်ဒေါ်ကစားသမားတူဖြစ်ကျွန်တော်ကကြိုက်တယ်။အာသူ့ရဲ့နေပုံထိုင်ပုံသူ့ရဲ့ပြောပုံစိုးပုံတွေသဘောကျတယ်ဗောနော်။ဒါကြောင့်မို့ကြိုက်တယ်။သူကကစားပုံတွေလည်းသဘောကျတယ်။နောက်ပြီးတော့အာရှသားဖြစ်တဲ့ဆွန်ဟောင်းမင်းကိုကြိုက်တယ်။ဒါကျွန်တော်ကြိုက်တဲ့ကစားသမားတွေကအများကြီးပဲ။ကျွန်တော်အကြိုက်ဆုံးတဲ့မှာတော့အာဆွန်ဟောင်းမင်းနဲ့ရော်နာဒိုပါတယ်ဗောနော်။အဲ အာသူတို့နှစ်ယောက်တအားသဘောကျတယ်အကြိုက်လဲကြိုက်နှစ်တက်တယ်ဒါကြောင့်မလို့အာစပါးသိန်းကဟိုဖလားနမဲ့ရာသည်ဖလားမရတော့တတော်ကိုကြာပြီပေါ့နော်ဟောနှစ်နှစ်ကို10သုနှစ်ကို6ခုလောက်တောင်ရှိနေပြီသူတို့ဖလားမရတော့တတော်ကိုကြာဟောအခုရတော့ကြတော့ယူရိုပါလိဖလားကိုရတယ်ဒါပေမဲ့ရတဲ့အချိန်မှာအာသူတို့ဒီဖလားကိုကင်မြောက်တဲ့သူကဆော့ဟောင်မင်ဖြစ်နေတယ်ဆော့ဟောင်မင်ဒီအာရှသားတအူးဖြစ်တယ်အာရှသားကပတိန်တအူးကဥဆောင်ပြီးတော့ဖလားကိုကင်မြောက်ခွင့်ရတဲ့အတွက် ဒီဆွန်ဟောင်းမင်းအတွက်ကိုကျွန်တော်အများကြီး congratulation ဖြစ်တယ် big congratulation ဆွန်အာအရန်ကိုကြိုက်တယ်လို့အာအရန်ကိုဝမ်းမြောက်ရတယ်အရန်ကိုခုံယူရတယ်လို့ပဲ ာရှသားအုပ်အနေနဲ့ပြောကျင်တယ်ပေါ့နော်အနောက်တစ်ခုကတော့ညကဘောလုံးပွဲကတော်တော်လေးကိုဟိုအာရှမှာတော်တော်ပါဖြစ်တယ်ဘာလို့လဲဆိုတော့မန်ယူဖန်တွေကအာရှမှာတအားကိုများတာဟိုမန်ယူကသူကနှစ်စဉ်နှစ်တိုင်းရာသီကြိုခီးစဉ်မှာဆိုဟိုအာရှကိုဟိုလာလိလာထားရှိတယ်နောက်ဆုံးထိုင်းတို့ဘာလို့ထိအောင်လာတယ်ပေါ့နော်ဒီနှစ်ဆိုလဲ ASEAN မှာကံဖို့ရှိရဆိုတော့အာ ASEAN All Star တင်းနဲ့ကံဖို့ရှိရအဲ့တော့ဟိုပြောချင်တာကအာဘာလို့မန်ယူဖန်တော်တော်များများကျွန်တော်တို့မြန်မာပြည်သက်တွေတော်တော်လေးကိုကြိုက်နှစ်သက်ကြတယ်ဒါပေမဲ့ သူတို့ညကရှုံးသွားတဲ့အတွက်ကျွန်တော်တို့အတွက်ကံကောင်းသွားပါတယ်။နမို့ဆိုရင်လေးတိုက်ကျန်းလာတယ်ကျွန်တော်တို့ Facebook တခွင်ပါရောဘာရောဘာလို့တော်တော်လေးကိုဟိုဟာဖြစ်မှာပါအခုကတော့ main fan တွေရဲ့ one day ပွဲကောင်းတဲ့ post တွေကိုမြင်တွေ့ရတဲ့အတွက်အတိုင်းမသိဝမ်းမြောက်မိပါတယ်လေးတိုက်အကျမ်းမခံရတော့ဘူးဖြစ်ပါတယ် အဲ့တော့ဒီလို main fan တွေအားနဲ့ဝမ်းနဲ့အားအားငယ်ဝမ်းနဲ့နေတဲ့အချိန်မှာပဲကျွန်တော်တို့ရန်ကုန်မှာ UG တပ်ဖွဲ့ကနေပြီးတော့စစ်တပ်ရဲ့အငိမ့်အစားအငိမ့်အစားဗိုလ်ချုပ်ဘုံမှုချုပ်တဦးဖြစ်တဲ့ချိုထွန်းအောင်ဒီချိုထွန်းအောင်ဆိုတဲ့နာမည်ကတော့ကျွန်တော်စစ်တပ်ထဲမှာတော့တော်တော်လေးကိုရင်းနှီးပါတယ်ဒီသူ့ရဲ့နာမည်ကသူကတက်မမှုဘွားကဘယ်တက်မမှလည်းမသိဘူးကောနော်အဲ့နာမည်ကိုတော့ကျွန်တော်တော်တော်လေးကိုရင်းနှီးပါတယ်အာဒါပေမဲ့ပြန်ပြီးတော့ကိုပေါ့ကို အာပြန်မှတ်မိအောင်လုပ်နေရအပြည့်အဝမှတ်မိတော့ဘူးဖြစ်နေရပေါ့နော်ဒါပေမဲ့ချိုထုံးအောင်ဆိုတဲ့နာမည်ပြီးတော့ကျွန်တော်တော်တော်လေးကြားမှုပါတယ်ဒီရုပ်စာကတက်မောက်ဘွားရဲမှာအာပေါ့နော်တနည်းလေးကိုအရာရှိတွေကြားထဲမှာပေါ့နော်စစ်တဲ့အရာရှိတွေကြားထဲမှာနည်းနည်းလေးနာမည်ကြီးတဲ့ထဲမှာဒီချိုထုံးအောင်ပါတယ်ပေါ့နော်အဲ့တော့သူကအာဒီနေ့ရန်ကုန်ပေါ့နော်ရန်ကုန်ကျွန်တော်တို့ A1 လမ်းပေါ့နော် A1 လမ်းမှာပြစ်ခတ်ရှင်းလင်းလိုက်တယ်ပေါ့နော်အဓိကတော့ UG အဖွဲ့ကနေပြီးတော့ပြစ်ခတ်ရှင်းလင်းလာရှိပါတယ်သူက Golden Valley Warrior အဖွဲ့ကအာကာလာအတော်ကြာပေါ့နော်စုံစမ်း စုတောင်းစုံစမ်းထောက်လန်းအတီးပြုတ်ပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့တာဆိုပြီးတော့အာကျွန်တော်တို့သိရတယ်အဲ့တော့ဒီလူကအာစစ်တပ်မှာလက်ရှိချိန်ထိဘောနော်စစ်တပ်နဲ့ပတ်သက်ပြီးငြိမ်းစားတော့ဖြစ်သွားပြီးဘာကြောင့်ဘောနော်ဟိုကျွန်တော်တို့အရေးပါတဲ့သူတူဖြစ်လဲလို့အာကျွန်တော်တို့ပြောရမယ်ဆိုရင်အာသူကအာဒီ NDC လို့ခေါ်ရဲပေါ့နော်နိုင်ငံတော်ကာကွယ်ရေးတပ်ကတူဆိုတာစစ်တပ်မှာအာကျွန်တော်တို့တပ်ကတူကြီးအများရှိပါတယ် DSA DSTA DSMA DSNA ဒီ SNE ပြီးတော့တခြားအကြောင်းတွေရှိသေးတယ်ဟိုမှာ PC လို့တက်ရဲဟိုဟာတက်စုမှုတက်ခွဲမှုဟိုဟာတက်ရဲတိုက်ခိုက်ရေးအကြောင်းတွေနောက်ပြီးတော့ကလောမှာရှိရဲ COC တက်ကတော့နောက်ဆုံးအဆင့်ကအရာရှိတယောက်ဖြစ်ပြီဆိုရင်ဘုံမှုချုပ်ဘုံမှုကြီးဘွားအထိနောက်ဆုံးတင်တန်းတွေတက်ပါအဲ့တင်တန်းစီ NDC လို့ခေါ်တဲ့နိုင်ငံတော်ကာကွယ်တက်ကတော့တင်တန်းစီစစ်တပ်အရာရှိလောကမှာအမြင့်ဆုံးတင်တန်းဖြစ်ပါတယ်အဲ့တင်တန်းတက်ပြီးသွားရင်သူဒီဘုံဘုံမှုချုပ်တယောက်ဖြစ်ဖို့အတွက်တည်ချပါတယ်နောက်ဆုံး ဖြူဟာမူးအဆင့်ကတော့လုံးဝကိုတေချာတဲ့အဆင့်ဖြစ်ပါတယ်။ဖြူဟာမူးတော်မှာတိုင်းမူးငယ်လို့ပြောတဲ့အခြေချစစ်ဖြူဟာမူးတွေအထိကိုရောက်နိုင်တဲ့အနေထားပါ။နောက်ဆုံးဘုံမူးချုပ်တမမူးနောက်ဆုံးကြောင်းအုပ်ကြီးတွေဘဝအထိရောက်ဖို့ကတော့တေချာတဲ့တက်ကတူတခုလို့ပြောလို့ရတယ်။အသင်တန်းတက်ထားတဲ့သူတွေအသင်တန်းဆိုရင်သူကယာလူမတက်တဲ့သူတွေဆိုရင်အသင်တန်းမတက်ရမတက်ရသေးရင်ဘုံမူးချုပ်ဘဝကိုမဖြစ်ပါဘူး။အဲ့တော့ပြောရမယ်ဆိုအသင်တန်းတက်ထားတဲ့သူကဘုံမူးချုပ်ဖြစ်ဖို့အတွက်တင်းကျင်းသေးတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။မင်းအွန်လိုင်းကိုယ်တိုင်တော့မှအာနာမသိင်ခင် 2008ဖွဲ့စည်းပုံအခြေခံဥပဒေဘာဖြစ်လဲညာဖြစ်တယ်ဆိုပြီးတော့စကားတွေတွားပြပြီးလက်ချတွားရိုက်ခဲ့တဲ့ကြောင်းတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီတက္ကသိုလ်မှာသူကနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတော်ဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေတဲ့သူဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလူတွေဒီပြောရမယ်ဆိုရင်အစစ်တပ်မှာလက်ရှိ on ground မှာအဓိကအမိန့်တွေကိုစေခိုင်းနေတဲ့ဘုံမူးချုပ်အလောင်းလျာတွေကိုငွေထုတ်ပေးနေတဲ့လူတွေကိုအကြမ်းဖက်စိတ်တွေဖြစ်လာအောင် တချို့အသားဖြစ်လာအောင်လှုံ့ဆော်ပေးနေတဲ့သူတူဖြစ်တဲ့အတွက်ဒီလူတီအရေးပါတဲ့သူတူဖြစ်တယ်လို့ကျွန်တော်ကအရင်ဆုံးပြောလိုပါတယ်အဲ့တော့ဒီဥစ္စာကိုလှုပ်သွားတာကျွန်တော်တို့ရန်ကုန်တိုင်းစစ်ဌာနချုပ်တဲ့မနီမဝေးမှာဖြစ်တဲ့နေရာမှာကျွန်တော်တို့တုတ်တင်သွားတာဖြစ်ပါတယ်အဲ့တော့ဒီ Grand Value တွေကအဖွဲကတော့တော်တော်လေးကိုစုံစမ်းထောက်လန်းနိုင်တယ်ပြတ်မှတ်ကြီးတွေကို ရှင်းလင်းတုတ်တင်နိုင်တဲ့အဖွဲတစ်ခုဖြစ်တဲ့အတွက်ဒီအဖွဲအတွက်လည်းဂုဏ်ယူရပါတယ်ဒီလိုမျိုးလုံနိုင်မှုဆိုတာတကယ်တမ်းကျတော့မလွယ်ပါဘူးတူတူတိတ်တိတ်နဲ့ဒီအဖွဲဆိုရင်မရှင်တွေကိုအကြီးတွေကိုရွေးပြီးတော့လောက်တာများတယ်ဒီအဖွဲအတွက်လည်းလုံနိုင်တဲ့အတွက်လည်းဘောနော်ဒီလိုမျိုးတွေဆိုတာကျွန်တော်တို့အတွက်လိုအပ်ပါတယ်အဓိကတော့စစ်တပ်တောက်တိုင်ဆိုတဲ့နေရာမှာစစ်တပ်တောက်တိုင်တွေဒီကျွန်တော်တို့အော်ဘောနော်အငိမ့်အစားတွေနောက်ပြီးစစ်တပ်ကိုအကျိုးပြုနေတဲ့ခရိုနီတွေနောက်ပြီးလုပ်ငန်းရှင်တွေဒါတွေအများကြီးဒီစစ်တပ်ရဲ့တောက်တိုင်တွေလို့ကျွန်တော်ပြောလို့ရပါတယ်တချို့သူတွေဒီ အများအမြင်မှာတော့ public ကိုလည်းမထွက်ဘူးဒါပေမဲ့စစ်တပ်ကိုကောင်းကောင်းမွန်အကျိုးပြုပြီးတော့သူတို့ကလည်းစစ်တပ်စီကနေအကျိုးအမြတ်များစွာရပြီးတော့အပြန်အလှန်ထောက်တိုင်နေဖြစ်တည်ရှိနေတဲ့သူတွေကျွန်တော်တို့ရဲ့ရန်ကုန်မန္တလေးလိုနေရာတွေမှာတော်တော်ကိုများပါတယ်ဒါကြောင့်မလို့လဲဟိုတော့ဟိုကျွန်တော်တို့ရဲ့မျိုးပြလှုပ်ရှားမှုတွေတချို့အရာတွေဟိုတော့ရက်တန့်ကုန်တာဒီလိုထောက်တိုင်နေအများကြီးရှိနေလို့ဖြစ်ပါတယ်ဒီထောက်တိုင်တွေကစစ်တပ်အတွက်ရက်တည်နိုင်မှုအတွက်အသေးအံကိုရုံးကန်ပေးနေတဲ့သူတွေဆိုတာကျွန်တော်တို့ညင်းဆိုွယ်ရာ မရှိပါဘူးဒါကြောင့်မလို့ဒီလောက်ရက်အတွက်လည်းကျွန်တော်တို့အာဘောတော့ဟိုမှန်ကန်တယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်ပြီးတော့အာသူကဒီပြီးခဲ့တဲ့28ရက်နေ့ရပဲစစ်စစ် uniform ကြီးဝတ်ပြီးတော့ကိုအာကျွန်တော်တို့တက်ခဲ့တာဖြစ်ပါတယ်အင်းနေဝင်းတို့ဘောတော့ကျော်နေဝင်းတို့ဇွဲနေဝင်းတို့နဲ့ရန်ကုန်ကနေလင်းတစင်းနဲ့တူတူသွားပြီးတော့ဒီဟိုဘောတော့စစ်တပ်ရဲ့ဆေးပြအခန်းဆောင်ကိုတွားတက်ခဲ့တဲ့သူတူဦးဖြစ်ပါတယ်ဘောတော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအာချိုထွန်းအောင်တယောက်ကတော့ အနိစ္စသဘောနဲ့ကိစ္စချောသွားတယ်လို့ပဲပြောရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒီတရင်ကြီးတစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့မနေ့ကတော့ဗီဒီယိုဖိုင်တစ်ခုကျွန်တော်တို့အာ online ပေါ်မှာတွေ့ရပါလိမ့်မယ်အဓိကတော့စစ်တပ်ရဲ့ insurgent ဖြစ်တဲ့ဘုံမှုတအူးနဲ့အာပေါ့နော်စစ်စစ်ခွေးဘုံမှုတအူးနဲ့အာကျွန်တော်တို့ဒီပေါ့နော် ပြူစောတိခေါင်းဆောင်တအူးတို့ပြန်လဲစကားများပြီးတော့ပြူစောတိခေါင်းဆောင် ထိမ့်သိမ်းခံလိုက်ရတဲ့သတင်းဖြစ်ပါတယ်အဲ့သတင်းကိုကျွန်တော်တို့ဆက်ပြီးတော့ဗီဒီယိုလေးကိုအရင်ကြည့်လိုက်ကြအောင်အခုကျွန်တော်တို့ကဘာမှအမှားမရှိသေးဘူးမင်းအဲ့ဆက်ထားတာဆက်ပါလိုက်တော့ဆက်ပါလိုက်တော့ဥပဒေရမယ်အဲ့လိုဆက်ထားလို့ရတယ်တက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်လားတက်နေရခိုင်းတာကျွန်တော်မလုပ်အောင်လားပြော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 မင်းကတော့တာဝန်ရပြောနေတာမင်းကတာဝန်ရငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံကတာဝန်ရတယ်တော့မအောင်ချောက်နေတာအေးအဲ့ဒါတက်ကြတယ်ဘုံကတော့ဘုံကတော့ဘုံကလည်း တော့ဘာလို့မနာရဲပဲကျွန်တော်လက်ပြနာရဲပဲဘယ်ဘယ်တက်ကတက်တာကြည့်ဘယ်တက်ကတက်တာအဲ့ဒါမပြောနဲ့ဘာလို့ဆိုကျွန်တော်ချွာတာအဲ့ဒါကိုမပြောနဲ့ဘုံ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 တောင်းတယ်ဘုံမှမလိုက်စင်မှာတောင်းကြည့်ကျွန်တော်လက်ဒီမှာတောင်းတောင်းဝင်ရှိတယ်အေးဘာလို့တောင်းဝင်ရှိလို့ကျွန်တော်ပြောတာမင်းတောင်းရဒီခက်ခက်ပဲရှိ မောင်းနေအဲ့ဒါကိုမဲမမေးရတယ်လို့တော့တောင်းဝဲရှိတယ်မဲရတယ်လို့တောင်းရှိတယ်တက်တယ်ဝဲဖေးရဆောက်ယူလာတက်တယ်ဝဲတောင်းဝဲဖေးတာလေတက်တယ်ဝဲတောင်းဝဲဖေးတာလေတက်တယ်ဝဲဖေးပါတောင်းဝဲဖေးတယ်တက်တယ်ဝဲတောင်းဝဲဖေးတယ်ချေးရကြစားကြချေးရကြတက်တယ်မူဝဲတက်တယ်မူဝဲမဲရစရာမတော့ဘူးဒါကတက်တယ်ဝဲဘူးဘူးအတောင်ခုတက်တယ်မူပုံစံပါဆက်ဆက်ဆက်ဘူမူဝဲနေအောင်ကျွန်တော်ဆက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 ်ပါဆက်ပါဟုတ်ပြီ။ဘယ်ပြောမလဲ။ဘာလဲပြောမလဲ။ဟုတ်နော်။ကျွန်တော်ကဘာမှပြောတာ။ရိုင်းရိုင်းတခုပြောတာမရှိဘူး။ဒါနာကြည့်တယ်။တခုလုံးရှိတယ်။ဘယ်ပြည်သူစက်ကလို့လုပ်တယ်။ဟဲ့။စက်သားစက်တွေဘာလုပ်နေလဲပြော။ရဲစက်တွေဘာလုပ်နေလဲ။ ်တယ်ကွာကြာလေရအောင်စီချူဟောတော့စိုင်းစာကြီးထွက်လိုက်ကွာတွေးရတယ်ကွာလေစိုင်းရကမကဲရအောင်မနောက်ပဲဟောကဲရတော့ဒီလိုခွဲချမယ်မတိုင်းလားစောက်ရှင်းကိုအင်းစားပေးကွာနော်အင်းစားပေးကွာအဲ့တော့ကကြည့်ကြည့်နေတာစောက်ပါလာလာဝါလေအေးဒိုးလေကျွန်တော်တို့ကအကုန်လုံးပြောတာစားကွာစားတော့ရခွဲချမယ်မင်းစားဟမ်းပဲလာပဲစားဒီဒီပြောင်းထွက်နေဘယ်လိုစိုက်စားကြီး ဘမှုဘမှုစကားပြောတာအရင်ကလုံနေပြီတော့တို့လည်းမမမမပြေဘူးတို့တော့နေပြီလားဆက်ပါဘူးပြန်ဆက်ဘူးဘမှုလည်းကိုင်းပြီဆက်ပြောင်းကိုင်းဆက်မင်းဆက်မင်းကြီးဆက်ငါပြောမပြီးဟေးတို့တို့ကြတယ်တော့မင်းမင်းပါကောင်းကောင်းတိကျတယ်ဟုတ်လားဂိမ်းပါလာပြီးစောက်သားလာပါပြီးငါမြလာပြီးတော့မင်းပါတယ်ဘမှုဆိုပါတယ်ဒါလို့ဘမှုကတော့ကျွန်တော်မပြောဘူးတွေ့တယ်တွေ့တယ်ဘမှုကတော့ဘမှုစတယ်ဘမှုမနိုင်သေးဘူးအဘဒီမှာကျွန်တော်ဟိုဟာတုံးမိတ်ပါပါ ကျွန်တော်တို့ကဟိုနေ့ကဗာဟိုလုံလုံလေးဆူပါဘူးဒီလိုမျိုးညာကျွန်တော်တို့မှန်ထားပါဆိုရယ်စာလေးကတ်ခိုင်းနိုင်လေးဗာဒါလေးကိုလေအဲ့မှာကျွန်တော်တို့ကမှန်မထားတဲ့ကားတိုင်းကိုမှန်စာခိုင်းတာဗာစာခိုင်းတော့အဲ့မဲ့အခု80ဗန်နဲ့ကားသီးလာတယ်ဒါပေမဲ့ကျွန်တော်တို့ကဘူရမ်းမသိဘူးမှန်မထားတဲ့တွေကမှန်ထားပါလို့ကျွန်တော်လက်ပြောတယ်လက်ပြောချင်ပါအကားလာတယ်ကျွန်တော်တို့ကလာထုတ်လာပြီသူကမလိုက်စီမံကဘုံမှုဝင်ပြိုးတယ်ဝင်မှုဝင်လို့ဆိုကျွန်တော်တရက်နဲ့လည်းချိန်တယ်မင်းဘာတော်ဝင်လဲမင်းဘာတော်ဝင်ငါမလိုက်စီမံရတယ်လက်ညှိုးကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှု မင်းတို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်မင်းချင်းနိုင်ရှိလားတာဝန်ရှိလားတဲ့ကျွန်တော်မေးလာတဲ့မျိုးလုံးကမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိတာမင်းလိုက်လာရင်ဖက်တယ်ပြောပြီးကောင်ပြောမယ်မင်းပြောပြီးကောင်ဟုတ်တယ်ဘုံကတော့လေဘုံပြောတဲ့စကားတွေပဲပြောကျွန်တော်ပြောတယ်တနေ့ရက်လည်းမပြောဘူးကျွန်တော်တို့ကတနေ့ရက်လည်းချိန်တယ်တနေ့ပုံနဲ့လည်းခွဲဒါတော့ခွေးခွေးချင်းကြိုက်တဲ့ဗီဒီယိုပဲဖြစ်ပါတယ်အဲ့တော့ တဖက်ကဘုံမူးဆိုတဲ့စစ်ခွေးကသူကမလှိုင်မျိုးနယ်ကစီမံကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တူပေါ့နော်အာဒီအခုမျိုးနယ်တွေမှာသူကစီမံဟာပေါ့နော်မျိုးနယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်ရှိတယ်ကောင်စီအဖွဲ့ဝင်တွေရှိတယ်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီဝင်အဖွဲ့ဝင်တွေရှိတယ်အဲ့တော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်တွေဆိုတော့ဒီကောင်တွေကအဲ့လို process ကိုအဲ့လိုထားလာတာပေါ့နော်အဲ့တော့မျိုးနယ်တွေမှာသူကဘုံမူးတူပါတယ်ရဲတူပါတယ်ပြီးတော့ အာမြို့နယ်ကအုပ်ချုပ်ရေးတွေပေါ့နော်အနည်းဆုံး၄၅ဦးလောက်ပါတဲ့ဖွဲ့စည်းပုံတစ်ခုလောက်ပါတယ်ကျွန်တော်တို့ဒါကစစ်တပ်အာဏာသိမ်းသိမ်းပြီးချင်းပါပဲအပရိုဆက်ကိုစခဲ့တာဖြစ်ပါတယ်သူကမလိုက်မြို့နယ်တွေကသူတို့ကမိတိလောက်လာတဲ့ချိန်အာဒီပြူစောတိခေါင်းဆောင်ကဒီဂိတ်တွေမှာထိုင်ပြီးတော့စစ်ဆေးရတဲ့အဖွဲ့ဝင်တွေမှာပါတယ်ပေါ့နော်အဲ့တော့အဲသူက မှန်ချခိုင်းတာဒါဖြစ်စဉ်ရောတော်တော်များများသိပြီးွားပါပြီအဲ့တော့စစ်ခွေးခွေးချင်းကြိုက်ကြတဲ့ပြဿနာဖြစ်ပါတယ်ဒါကသူတို့ကြားထဲမှာဖြစ်လာလို့ဖြစ်တယ်အာပြောရမယ်ဆိုစစ်တပ်တွေနဲ့အဲ့လိုအာဘောတော့ကောင်းတွေတော်တော်များများကဒီလိုမျိုးဖြစ်စဉ်တွေမှာအမြဲတမ်းလိုလိုညှိလေညှိထားကရှိပြီးသားကိစ္စဖြစ်ပါဒါပေမဲ့ဒီပြဿနာတွေကအခုအပြင်ကိုတော်တော်လေးရောက်လာပြီပေါ့နော်အာဒါကကျွန်တော်တို့ဒီအခုနကတော့အာဖမ်းတဲ့ကောင်ဖြစ်ပါတယ်ဒီကောင်ကအဲ့ဘုံမှုအဲ့ဘုံမှုဆိုတဲ့စစ်ခွေးကို မှန်ချခိုင်းတဲ့ပုံဖြစ်ပါတယ်ဗောနော်အဲ့တော့သူကဘယ်သူလဲဆိုရင်တော့သူက လေတက်ကနေထွက်တဲ့အုတ်ခွဲတက်ကြည်ကြီးလို့အာကျွန်တော်တို့ပြောတယ်ဗောနော်အုတ်ခွဲတက်ကြည်ကြီးဟောင်းတူဖြစ်တယ်ဇော်ယူထွန်းလို့ပြောတယ်သူကလက်ရှိအချိန်မှာဖန်းစည်းခံတာဘာလို့ဖန်းစည်းလဲဆိုအမှန်ချခိုင်းတော့သူ့ရဲ့ Facebook account မှာဒီစစ်မှုတန်းဥပဒေနဲ့ပတ်သက်ပြီးတော့အာဗောနော်တွိတ်ကြရလူတွေကိုဖန်းစည်းနေလို့ဆိုပြီးတော့စာရေးခဲ့တာရှိတယ်ဗောနော်အဲ့မှာဆိုရင်သူကမိတ်တီလာမျိုးနယ်အတွင်းမှာအာဒီဖန်းစည်းခဲ့ဖန်းစည်းနေတာရှိတယ်ငွေကောက်ခံမှုတွေရတယ်တရားမဝင်မှုအာနောက်ပြီးတော့ ပြည်သူတွေကညာပိုင်းပေါ်တာဆွဲခံရမှာဆိုတဲ့အတွက်အပြင်မထွက်နိုင်ဘူးပေါ့နော်မိဒီလာတမျိုးလုံးကညာဆိုရင်6ကတိတ်စိတ်နေရပဲ6ကတိတ်စိတ်မှာပေါ့အကုန်လုံးကကြောက်နေရတဲ့အနေအထားတစ်ခုကိုတိလာအဲ့တော့အော်အဲ့လိုဖြစ်နေမှာပေါ့ပေါ့နော်အဲတချို့နေရာတွေမှာဆိုရင်သူကနာမည်နဲ့ပါထည့်ရေးတာပေါ့နော်နာမည်မိတီလာ အာ133ထဲမှာဆို390ပေးခဲ့ရတယ်လူစားထိုးဖို့အတွက်စစ်မှုထမ်းလူစားထိုးဖို့အတွက်390လောက်ကိုပေးရတယ်ဆိုပြီးတော့ပြောတယ်။ဒါဆိုရင်တိမ်ပေါင်းများစွာစစ်မှုထမ်းဆက်ကြီးအတွက်ပေးနေရတယ်ဆိုပြီးတော့ဒါတွေကိုသူကအရေးယူအရေးယူခံအရေးယူဖို့အတွက်လှုပ်တင်နေဘာညာဆိုပြီးတော့ Facebook မှာဟောလားဒီအဖမ်းမခံရခင်3-4ရက်လောက်အလိုမှာ SR ကိုရေးခဲ့တာဖြစ်ပါတယ်။ပြီးတော့ဒီမနေ့ကတော့ကမှာကျွန်တော်တို့ဗီဒီယိုထွက်လာတယ်။အာဒီဘုံမူဟလာအာ ဝေဖြိုးလာလာဒီစစ်ခွေးပုံမူဝေဖြိုးနဲ့အာသူကမှန်ချခိုင်းနေဖြစ်စဉ်အာဖြစ်တယ်ဗောနော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အာသူတို့ဂျားထဲမှာဒီလိုပြဿနာတွေကရံဖန်ရံခါမဟုတ်ဘူးအမြဲလိုလိုကိုဖြစ်လေဖြစ်ထရှိပါတယ်အမြဲလိုလိုဖြစ်လေဖြစ်ထရှိတယ်ပြောမယ်ဆိုအာနာပါဝါတွေပြိုင်ကြတာဗောဗျာအာနာပါဝါတွေပြိုင်ကြတာဘာလို့အာနာပါဝါတွေမင်းတို့ပြိုင်ကြရလဲဆိုတော့ကျွန်တော်တို့စစ်တပ်ထဲမှာနေတော့လဲအဲ့လိုကြုံမှုတယ်ဗောနော်ဟိုကထားပါတော့သူက အကောင်ကြီးတဲ့သူနဲ့တွေ့တယ်ဆိုအကောင်ငယ်တဲ့သူကိုမင်းကဘာကောင်လဲစောက်ယူပါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့အထာမျိုးကရှိတယ်ဥမာအာဘောလောအပူဇော်ဒီကောင်းဆောင်တယောက်ကသူကတန်ရင်မှုနဲ့တိုက်ရဲအလုပ်လုပ်တယ်တန်ရင်မှုနဲ့တိုက်ရဲအလုပ်လုပ်တယ်ဆိုတဲ့အချိန်မှာသူကဂျားကန်အဆင့်တွေဖြစ်တဲ့ဘုံမူးတို့ဘိုးကြီးတို့သူကစောက်ကြီးမဆိုင်တော့စောက်ကြီးမဆိုင်တော့စောက်ကြီးမဆိုင်တော့အာမင်းဘာကောင်ငါတန်မှုနဲ့တိုက်ရဲလုပ်လို့နေမင်းကဘာကောင်မလို့မင်းငါက ပေါ့နော်ဟိုဟိုဆက်သွေးရမှာလဲမင်းကဘာကောင်လို့ respect ထားရမှာလဲဆိုတဲ့ပုံစံမျိုးကစစ်တပ်ထဲမှာဖြစ်တယ်စစ်တပ်ကအရာကြီးတွေကလည်းအဲ့လိုမျိုးဆိုမကြိုက်ဘူးသူကဆိုတိုင်မှုနဲ့ပဲအလုံးလုံးဘယ်သူနဲ့ပဲအလုံးလုံးလို့ပေါ့နော်အဲသူတို့ကို အာပေါ့နော် respect ထားရမယ် အဲအဲ့လိုပုံစံမျိုးနဲ့ဟိုဖစ်ကပြောရတာဘာပါလဲဆိုတော့ဗျာသူကဟိုနော်မင်းတကြီးနဲ့ပိုင်တယ်ဆိုပြီးတော့စိန်ရင်ကောင်းဘောမထင်တဲ့ဆိုတော့အပေါက်လာမလုံးနဲ့ဆိုတော့ပုံစံမျိုးစက်တက်သေးကအရာရှိတယ်အများတန်းလို့လို့ဖြစ်လေဖြစ်တာရှိတယ်ဗောလားဟိုမင်းရောက်လိုက်နဲ့ပိုင်လို့ဆိုပြီးတော့ဟိုနော်ကြော်တော်လေးကိုဘောမထင်တယ်ဟိုဆိုးဝင်းကလည်းသူ့ဘောမထင်တယ်မင်းဘာကောင်လဲငါဘာကောင်လဲဆိုတော့ဥစ္စာမျိုးနောက်ဆုံးကျတော့လေစက်တက်ကသူ့လူသူဦးစားပေးတာပဲဗောနော်အပြင်ရောက်အောင်ပဲတမဒါကဖြစ်ဖြစ်နေတယ်ဖြစ်နေကြအကြောင်းတရားပဲဘာလို့လဲဆိုတော့စက်တက်ကသူတို့ တိမြဲဖို့အတွက်အာသူတို့ခိုင်မြဲဖို့အတွက်သူတို့အောက်ကသူတွေသူတို့ကိုအမြဲလိုလိုအာသူတို့အတွက်တစ္ဆာခံပြီးတော့သူတို့လိုသလိုအသုံးချခံမဲ့သူတွေကဒီစစ်တပ် uniform ဝတ်ထားတဲ့ကောင်တွေပဲဖြစ်ပါအဲ့တော့ဒီစစ်တပ် uniform ကကောင်တွေကိုတော်တော်အရေးယူလေအရေးယူထားမရှိပါဘူးအပြင်ကကောင်တွေညင်အပြင်ကကောင်တွေပဲတမလေးရှိပါတယ်ဒါကဟောတော့ဟိုစစ်တပ်ရဲ့သဘောတဘာဝကိုလည်းတည်တယ်အာစစ်တပ်ရဲ့ပုံစံကိုလည်းတည်တဲ့သူတွေဆိုဒီအကြောင်းကအားလုံးလိုလိုတည်ပြီးသားဖြစ်ပါတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ စစ်တပ်နဲ့ပတ်သက်မိရင်တော့ဒီလိုမျိုးပဲဖြစ်ပါမယ်မင်းကောင်းနေတဲ့အချိန်မှာတော့မင်းကိုသူတို့အတွက်အသုံးလိုတဲ့အချိန်မှာတော့မင်းကိုသူတို့ကသုံးပါပဲမင်းအသုံးမလိုတော့ဘူးဆိုရင်တော့မင်းဆိုတော့ဒူးစစ်တပ်ရဲ့ပမာမခန့်စစ်တပ်ကိုပမာမခန့်စလုပ်ပြီးဆိုရင်လည်းမင်းဒူးတော့မင်းကိုတမပလိုက်မှာမင်းကိုတမပလိုက်မှာလုံးလို့မရဘူးအဲ့ဒါ င်းလာမလုံးနဲ့အဲဒီလိုမျိုးစောက်ချိုးမှုရရှိနေတာဒါကဘောမချင်းရဲ့အကျိုးကျေးဇူးပဲဘောမလို့မင်းပါရလဲလို့မင်းရတော့အဲတိုင်းဘာမှကြောက်မှာမဟုတ်ဘူးပဲပြောပါဘူးနော်အဲ့တော့ပြောချင်တာကတော့အဲ့ဒါပဲဖြစ်ပါတယ်အဲ့တော့ဟိုစစ်တပ်ကကောင်တွေပေါ့နော်စစ်တပ်ကကောင်တွေအာစစ်တပ်နဲ့ပတ်သက်မိတဲ့သူတွေရဲ့ညီကုန်းကဒီလိုပဲသွားမှာဖြစ်ပါတယ်ငါကတော့စစ်တပ်ကြီးကိုအလုံးလုံးခဲ့ပြီးတာဆိုပြီးတော့အာအာနာရှင်ကိုသွားပြီးတော့ဖားရလို့ကောင်းတဲ့အချိန်ပါပဲမင်းဟို ဟိုကနေရာပေးလိုက်မင်းအတုံးကုံဝိုင်းရေဆိုတာနဲ့မင်းတို့တို့နောက်ဆုံးစစ်တပ်တွေမှာအဲ့လိုတမိုင်းတွေကအများကြီးပဲမျက်မှန်ကြီးတင်ဘူးကျွန်တော်တို့တမိုင်းတွေကိုပြန်လှန်ကြည့်လိုက်မှာဆိုမျက်မှန်ကြီးတင်ဘူးစစ်တပ်တွေကဒီကောင်လှုပ်ခဲ့တာပဲအများကြီးပဲဒီကောင်ရဲ့အာနာပါဝါက ထောက်လန်းကြီးကတကိုးထွားနေတဲ့အချိန်မှာအဲမျက်မှန်ကြီးတင်ဘူးဆိုတော့လူကဟာလာတော်တော်ကြီးကိုအာနာပါဝါကြီးခဲ့တာမြန်မာနိုင်ငံမှောင်ခိုဈေးွက်တွေရဆထောက်လန်းကြီးကတလို့အပေါ်အုတ်ကင်ထားပြီးတော့ကြိုက်တယ်လို့ကစားခဲ့တဲ့အချိန်မျိုးဒီကောင်အိုင်ဆိုင်ရဦးနေဝေးပြီးရင်တကိုးထွားအောင်ကဒီကောင်ပဲလှုပ်တော့မှာ ါာပြောတဲ့သူဒါပေမဲ့ဒီကောင်တစ်ချက်ဒီကောင်ရဲ့အာနာပါဝါကကြီးလာပြီးတော့အာနာရှင်ကသူ့ကိုအာနာ level ဒန်းတူလောက်လာတဲ့အချိန်မှာဘုံဆိုတစ်ချက်တည်းကက်ထုတ်ပလိုက်တာနောက်ဆုံးဟလာထောင်ထဲမှာခြေဟိုပါဘောနော်ခြေချင်းတွေဘာတွေခတ်ပြီးတော့တရဟိုဟာရုံးထုတ်ရတဲ့အချိန်လေးထိတော့ဖြစ်တယ်ဘောနော်နောက်ဆုံးအဲ့လိုအချိန်လေးတောင်ဖြစ်တာနောက်ခင်ညွတ်ခင်ညွတ်အာနာပါဝါဒိုးထွားတော့လည်းအကြီးပဲတန်းကြီးရကြည်နေရဟလာလုတ်လုတ်ဒီကောင်ရှေ့ရလေလုတ်လုတ်လုတ်ဒီကောင်ဆိုရင်ဟလာနောက်ဆုံး TV မင်းသားလို့တော့ခေါ်ရဲအထိဖြစ်ခဲ့တယ်အဲ့ တို့ရဲ့အာနာပါဝါလာပြီး level down လဲရှင်哦ဒိုးလို့ကစ်ထုတ်လိုက်ဒိုးတော့နောက်ဆုံးအခုချိန်ဟာလာအဲဆိုင်မာလို့ဘာလို့လို့ယောဂာရအောင်ဖြစ်ပြီးတော့အခုချိန်ဒီကိုခံစားနေရတာအများကြီးရှိတယ်ဦးနေဝင်းလို့လဲထိုနီလကောင်းပဲဒါကအာနာရှင်တွေရဲ့ညီကုန်းပဲအာနာပါဝါကိုမတ်မိတဲ့သူတွေတကိုယ်ရေအကျိုးစီးပွားကိုမတ်မိတဲ့သူတွေဒါတွေကိုခံရမှာအဓိကတော့ပြည်သူကိုတစ္ဆာဖောက်ပြီးတော့အမှန်ကို အမှားအမှားကိုအမှားကြီးအောင်ထတ်လုပ်တဲ့သူတွေရဲ့နောက်ဆုံး ကျင်းဆိုင်ရမယ့်ပြဿနာတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ကဒီဖြစ်စဉ်ကနေပြီးတော့ကျွန်တော်တို့မြင်လိုက်ရဒီကောက်လို့ပဲဇော်ယူဒီဇော်ယူထုံးလို့ပဲခဲတဲ့ကောင်တွေအများကြီးပဲရှိရဒါပေမဲ့စစ်တပ်နဲ့ပေါင်းပြီးတော့အခုချိန်မှာကြီးပွားနေတဲ့ကောင်တွေကတော့အာစစ်တပ်ကြီးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဘောတွေမနေကြပါဘောဗျာနောက်ဆုံးကျရင်ဘောမရင်အကျိုးကျေးဇူးကတေးကြတယ်ဒီကောင်တွေတီမြဲလဲခဏပဲအခုတေးကြတယ်တော်လန်ရေးတာအောင်ရင်ဒီကောင်တွေရဲ့တီမြဲမှုကမျက်စိတမိတ်တွင်မှာဝုန်းဆိုပျောက်သွား ပျောက်ကွယ်သွားမယ်အချိန်တွေအထိဖြစ်တယ်ဆိုတော့ဒီနေ့ဖြစ်စဉ်နှစ်ခုကနေကျွန်တော်တို့မြင်ရတယ်ပြည်သူကိုပြည်သူရဲ့စန့်ကျင်ဘက်မှာရက်ပြီးတော့ပြည်သူကိုဒုက္ခပေးတဲ့သူတွေအားလုံးဒီပျက်စီးခြင်းကိုတနေ့ကောင်းကောင်းကိုမျက်ဝါးထင်ထင်ကြုံရမယ်ဆိုတော့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်အတွေးကျွန်တော်အမြင်အစီအစဉ်ကနေပြီးတော့နှုတ်ဆက်ပါတယ်တော်လံပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာတော်လံပြည်သူများအားလုံးစိတ်လက်ကြည်သွားသွားနဲ့တနေ့တာကို အေဂျင့်တည်နေစွာနဲ့ဖြတ်တန်းနိုင်ကြပါခင်ဗျာ။